မနေ့ကပါထုတ်ချက်တော်ဘုရားကြီးပါရာဇီကနဲ့ဆွတ်ဆွဲထားတဲ့သူပေါ့နော်သူအကောက်လေးဥစဉ်ပြတယ်ဒီမှာအဲ့ဒါပါသူကဆွလည်းမဆွလည်းဆွတ်ဆွဲချင်နေတယ်အကောက်စစ်မတုံးအကောက်တူတွေနေပဲနောက်တော့အဲ့ဒီပို့မှာပဲနောက်ဆက်တွဲသူဘာတွေဝေဖန်တာလဲဆိုတာ ပါထုံးဆရာတော်ဘုရားကြီးကအင်ဂျီဝတ်တာကိုဝေဖန်ထားတယ်။ပိုက်ဆံကိုင်းတာ၊ကိုင်းနေဆိုပြီးတော့ဝေဖန်ထားတယ်။ပါထုံးဆရာတော်ကိုပိုက်ဆံပတ်ဆံကိုင်းတာ။ဦးဇင်ဘယ်တော့မှမတွေ့ဘူးခဲ့ဘူးနော်။တိုးဝေဖန်မှုဟာရေစရာတွေဖြစ်လို့တကယ်တော့ပါထုံးဆရာတော်ဘုရားကြီးအင်ဂျီဝတ်တယ်ဆိုတာလူအသွင်တန်တန်ဖြစ်တဲ့အင်ဂျီအင်ဂျီမျိုးမဟုတ်ဘူး။သာသနာနဲ့လျော်တယ်ကတင်ကန်းရောက်အနှွေးတယ်ပါ။လူတွေဝတ်တဲ့အင်ဂျီထအများကြီးတာတော့ပါဖြစ်တယ်။ဦးဇင်ရဲ့ မွန်ပြည်နယ်ကဦးစင်မူလာတန်းကနေဒီမှာဇီယာတိပြီးခဲ့တဲ့တစ်ဆင်ကြောင်းကားပေါ့ငယ်ဇီယာပြည့်တဲ့ဦးစင်အလွန်ကြီးညိုရတဲ့ဇီယာတော်ကပြောဘူးတယ်အဲဒီဦးစင်တို့ဇီယာတော်ရဲ့ဇီယာဆိုတာရှိသေးတယ်တတ်တော်90ကျော်ပါပြီသူကဘာပြောလဲဆိုရင်ဦးစင်တို့ရဲ့ဇီယာဇီယာတော်ရဲ့ဇီယာကိုသူဘယ်လိုမြင်လဲဆိုတော့အနှွေးတဲ့အင်ဂျီဝပီး ခေါင်းစုကြီးနေပေါ့တာသနာနဲ့မလျော်ဘူးပေါ့သူအဲ့လိုတွေးခဲ့တယ်တဲ့အခုဥစဉ်တို့ဆရာတော်ကိုယ်တိုင်တတ်တော်ဆစ်ဆစ်ကြော်လာတော့ကျမ်းမာရေးတွေကအရင်ကနဲ့မတူတော့အေးတော့ခေါင်းစုဆွတ်လာရတယ်အဲ့တော့မှအေးအေးတတ်တာတယ်အဲ့တော့ငါကငါရဲ့ဆရာအနှွေးတယ်ဝတ်တာခေါင်းစုဆွတ်တာကိုတမျိုးကြီးမြင်ခဲ့တယ်တဲ့အခုငါကိုယ်တိုင်အဲ့ဒီခေါင်းစုဆွတ်ရတော့မှအဲ့ဒီခံစားချက်ကိုနားလေသွားတယ်တဲ့နော်ဥစဉ်တို့ဆရာတော်က အဲ့ဒါလိုဦးစင်းကိုပြောခဲ့တယ်။ပါကျောက်ချရာတော့ဆိုတာလဲကျမ်းမာကြီးကတိတ်ကောင်းချတာမဟုတ်ဘူး။တရားဟောရင်လဲသူ့ရဲ့ခေါင်းလေးကိုလက်ကလေးနဲ့ဒီလိုမျိုးတွန်းတွန်းနေရတာ။ဆရာတော်ရဲ့အဲ့ဒါဆရာတော်ရဲ့ကျမ်းမာကြီးကြောက်ပါ။ဆင်းဆင်းပြောရရင်ဖះပစ္စည်းကဗုဒ္ဓကလွှဲရင်ဘယ်သူမှအဘကမကင်းနိုင်ဘူးဗျ။ယဟနာပုဂ္ဂိုလ်တော်တချို့အဘတွေမကင်းလို့နိုင်ဘူး။ဥပမာသင်္ဆာရိတ္တသဟတေယအဘမျိုး အဲလိုအာဘမျိုးတွေတင်နိုင်တယ်။ပါထုတ်ဆရာတော်ဘုရားကြီးဆိုတာပုထုဇဉ်ပဲရှိသေးတယ်။ပုထုဇဉ်တယောက်အနေနဲ့အနှွေးထက်ဝိုးလို့ဖြစ်တဲ့ဒုက္ခအာဘမျိုးက အာဘခုနှစ်ပုံတည်းကအသေးဆုံးတည်းပါတယ်မပြောပါတော့တဲ့အာဘမျိုးပဲ။ပါထုတ်ဆရာတော်ဟာဒီဘဝမှာတင်ရဟန္တာဖြစ်မဲ့ပါရမီ ပါတယ်ဆိုရင် သူဖြစ်မှာမဟုတ်ဘူးဗျ။သူကိုယ်တိုင်အဲ့ဒီရဟန္တာဖြစ်မဲ့အရဟတဖို့တရားထူးကိုတားထားမှာပဲ။ ။ဘာလို့လဲဆိုတော့ဆရာတော်ကိုယ်တိုင်ဖះစုပန်ထားတယ်။ဖះစုပန်ထားတယ်ဆိုတာပြောထားတာရှိတယ်။ယန္နာဖြစ်သွားပြီဆိုရင်ဖះစုပန်လို့လည်းများတော့ဘူး။ဖះဖြစ်ဖို့အတွက်ပါရမီဖြည့်လို့လည်းများတော့ဘူး။အဲ့ဒါကြောင့်ပါ။ဆရာတော်အတ္တတရက်ဆင်တာလူတွေအများကြီးအတ္တတရက်ဆင်တာထက်သားပါတယ်။နော်ကျမ်းမာရေးကောင်းပါလေတရားတွေကိုအတိညာရဖို့တရားဟောနိုင်မှာဖြစ်တယ် ဆိုတော့အနှွေးထယ်နဲ့ပတ်သက်လို့ဆရာတော်ကသူ့လဟုတ်ကသီလလေးကိုငဲ့ပြီးတယောက်ထဲဝတ္တုခမလွမြောက်အောင်ကိုလို့ယုံမလားကျမ်းမရေးကိုငဲ့ပြီးဆက်လက်ရဲ့တရားတွေကိုအတိညာဉ်ရဖို့တရားရည်အေးအမြတ်ရှိကိုတိုက်ကြွေးမလားဆိုတာလေလန်းကိုရေးဖို့ဖြစ်နိုင်မလဲစဉ်းစားကြည့်ပေါ့ဦးဇင်းတို့ဂေါရမမြတ်ဆရာဦးဇင်းတို့ဂေါရမမြတ်ဆရာက ဘယ်လိုစိတ်တဏ္ဍပါရမီဖြည့်ခဲ့တယ်ဆိုတော့တယောက်တည်းတယောက်ထီတီတယောက်ထီတီကုသဖြင့်အဘယ်အကျိုးရှိအန်နီဝိနည်းသရဝအပေါင်းတို့အတန္တရာတိဟုသောရေအလျင်မှတ်ထုတ်၍နိဗ္ဗာန်တိဟုသောကြည်ကုန်းထက်သို့တင်အံ့ဟုကြံတော်မူသဖြင့်ဆိုတာစာသင်ငယ်ကိုရင်လေးတွေကအစာတိပါတယ်အဲ့ဒါဖျားလောင်းစိတ်တက်ပါပဲတချို့ကပြောကြတယ် ဥစဉ်တူမျိုးတက်တက်ပြောနေလို့ဘာထူးမှလဲတဲ့။နော်ပါရမီမရှိတဲ့သူကလောကလုံးနေမှာပဲအတိညာမရှိတဲ့သူကလောကလုံးနေမှာပဲတဲ့။အကြောင်းရင်းရှိတယ်။ဒီလိုမျိုးဝေဖန်ပုတ်ခတ်နေတာတွေဆရာတော်တွေကိုဝေဖန်ပုတ်ခတ်နေတာကိုမပြောလို့ရှိရင်အတိညာနေတဲ့သူတွေကနားယောင်သွားမယ်။နားယောင်သွားတဲ့အတွက်ကြောင့်အမားကိုအမှန်ထင်ပြီးအဲ့ဒီအမားတွေကတင် တွင်တွင်ကြဲကြဲဖြစ်သွားတဲ့အခါဗုဒ္ဓသာသနာတို့ဘက်ကဆွတ်ယုတ်လာနိုင်တယ်ညှိုးနှွမ်းလာနိုင်တယ်အဲဒါကြောင့်မို့ဦးဇင်းတို့ကအမှားကို အမှန်သိဖို့အတွက်ပြောရခြင်းဖြစ်ပါတယ်တခါတရောပါချုပ်ဆရာတော်ဘုရားကြီးကိုပါရာဇီကနဲ့ဆွတ်ဆွဲထားတာပေါ့နော်ဘလို့ဆွတ်ဆွဲထားတာလဲဆိုရင်ဦးဇင်းဖတ်ပြမယ်ထထွေးဆိုတဲ့အကောက်ကနော်သူတင်ထားတာ ယောဘနာဘိကုကာမတော်ဝါအရိညာတော်ဝါအာဒိဏအာရိယေယပါရာဇိကဟောတိအတံဝါတော်မိတိယံမဆိုကြေးရမဖြစ်စေတောမဖြစ်စေခောယုထာသောပစ္စည်းကိုတိလျက်ယူပါကပါရာဇိကကြာ၍တန်ခါနဲ့အတုမနေတိုင်းဟာတဲ့နောက်တစ်ခုကခောယုထာသောပစ္စည်းကိုတိလျက်လက်ခံယူခြင်းဖြင့်ပါရာဇိကအပတ်တင်သည်တဲ့လမ်းငင်ရရှိသောပစ္စည်းဖြစ်စေနောင်တွင်ရရှိမည်ဖြစ်စေ ပစ္စည်းဖြစ်စေမိမိရဲ့အကျိုးငါရရှိတာတော့ပစ္စည်းဖြစ်စေထွေပစ္စည်းတွေခိုးယူထားကြောင်းတိလိရဲ့နဲ့လက်ခံယူပါကပါရာဇိကအဘတင်၍တန်ခါနဲ့အတူမနေထိုင်ရတဲ့ပါချုပ်လို့ဆရာတော်ဒီစစ်ဖို့ချုပ်တွေခိုးနေတာမသိเสียပါအကြောင်းမှမရှိစနစ်ကလေးတောင်သိတယ်ဆက်ကြဟလာအကြောင်းတော်ဟောပြောနေသောဆရာတော်ကြီးဒီဒါကိုမသိဘူးဆိုတာလုံးဝမဖြစ်နိုင်တိကိုတိတယ် တည့်ရနဲ့လုံးနေတာဖြစ်တဲ့အတွက်ပါရာဇီကကြာနေပြီဖြစ်ပါသည်တဲ့နောက်တစ်ခုကသူကအနောက်ဆုံးမှပြောတာဒီလောက်ဆိုရင်ပါချုပ်အရေးချုံကတုံးဟာပါရာဇီကကြာနေတယ်ဆိုတာထင်ရှားပါတယ်တဲ့စကလုံးအတုံးနဲ့ကကြမ်းတယ်နော်သူကစာမျက်နှာတော်ဟိုနေ့ပေါ့ ထာဂရအညုံးလေးတောင်ရေးထားသေးတယ်။ပါရာဇိကပါဠိအထာဂရဒုတိယအုပ်ပါရာဇိကကန္တာတဲ့။အဲ့ဒီတဲကသွားပြီလေ။ဦးဇင်းတို့သူတစ်ပါးပစ္စည်းဥစ္စာခိုးခြင်းခိုးခြင်းကြောင့်ပါရာဇိကနဲ့ဆိုင်တာဒုတိယပါရာဇိကဖြစ်တယ်။အဲ့ဒီဒုတိယပါရာဇိကဟာပါရာဇိကအထာဂရဒုတိယအုပ်မှာမပါဘူး။ပထမအုပ်မှာပဲပါတယ်။အဲ့ဒီကသူစလွဲသွားပြီ။ သူဆိုလိုတာကခိုးထားတဲ့ဖြစ်စီကိုလှူမယ်ဆိုရင်လက်ခံတဲ့ဘုံကြီးကပါရာဇီကကြမယ်လို့ကြတယ်လို့အဲ့လိုသူဆိုလိုတာဖြစ်တယ်ပါရာဇီကကြတယ်ဆိုတာကလူဇက်ရှိတဲ့သူတို့ဘာရဲ့ဥစ္စာကိုကိုဖြစ်လည်းမပေးဘူးနှုတ်ဖြစ်လည်းမပေးဘူးအဲ့ဒီဥစ္စာကိုခိုးလို့တော့စိတ်ဖြစ်ယူချင်းနောက်ပြီးတော့အဲ့ဒီဝတ္ထုကလည်းပါရာဇီက ာဘက်တင်းတန်လောက်တဲ့ဝတ္ထုဖြစ်ရမယ်အဲ့ဒါမှပါရာဇီကကြားတယ်လို့ခေါ်တယ်ပါရာဇီကအာဘက်တင်းနိုင်တဲ့အင်္ဂါ၅ချက်ရှိတယ်သူတစ်ပါးရဲ့ဥစ္စာဖြစ်ရမယ်သူတစ်ပါးရဲ့ဥစ္စာမှန်လည်းတည်တယ်နောက်ပြီးတော့အဲ့ဒီပစ္စည်းကပါရာဇီကလောက်တဲ့ဝတ္ထုဖြစ်ရမယ်ခိုးလို့တော့စိတ်ရှိရမယ်ခိုးရမယ်အဲ့ဒီ၅ချက်ဖြစ်တယ်အာဒိဏ္ဍေသေယတင်္ခါတံအာရိယေယတဲ့အာဒိဏ္ဍေ ပိုင်းရှင်ကကိုဖြစ်လည်းမပေးဘူးနှုတ်ဖြစ်လည်းမပေးဘူးအဲ့ဒီဥစ္စာမျိုးကိုခိုးလို့တော့စိတ်ဖြစ်ယူမှပါရာဇိကကြတယ်နော်ဆိုတော့တခိုးဖြစ်စေဓမ္မဖြစ်စေခိုးတခိုးကလည်းသူခိုးပြီးလို့ဆိုရင်ဒါသူ့ဥစ္စာဖြစ်သွားပြီသူ့ဥစ္စာဖြစ်သွားတဲ့အတွက်ကြောင့်သူကိုယ်တိုင်ပေးတဲ့ဥစ္စာကိုယဟန်ကလက်ခံလို့ဆိုရင်အဲ့ဒါပါရာဇိကကြနိုင်စာအကြောင်းရှိလို့လားဓမ္မကလည်း သူတိုက်လို့ရလာတဲ့ဥစ္စာဟာသူ့ဥစ္စာပဲလေအဲ့ဒီဥစ္စာကိုရဟန်းလက်ခံရင်သူကိုယ်တိုင်ပေးတဲ့အတွက်ကြောင့်ယူရတဲ့အတွက်ကြောင့်အဲ့ဒါပါတာစင်္ကာကြားနေကြအကြောင်းမရှိဘူးဗျဥစဉ်တော့ရဟန်းတွေတောင်မှကိုယ့်ရဲ့ဥစ္စာကိုတခိုးကိုးသွားလို့ရှိရင်အဲ့တခိုးစီရာဟာကိုထုထက်ရိုင်းနှံ့ပြီးတော့မှပြန်ယူလို့မရဘူးဘာလို့လဲဆိုတော့တခိုးကခိုးကိုယ့်ဥစ္စာခိုးသွားပြီမြဲသူ့ဥစ္စာဖြစ်သွားပြီအဲ့မှာ ိုကထုပုတ်ခတ်ပြီးတော့တခိုးစီကပြန်ရလာမှဆိုရင်အဲ့ဒါပါရာဇီကစွန်းကြီးနိုင်တယ်တောထဲမှာမုတ်ဆူတယောက်ကထောင်ချောင်းထောင်လာတယ်ဆိုရင်အဲ့ဒီထောင်ချောင်းမှာတားခေါင်တစ်ကောင်ကမိသွားတယ်ဆိုတော့အဲ့ဒီတားခေါင်တစ်ကောင်ကိုယဟန်ကလှုပ်ပြီးလို့မရဘူးတနာတဲ့စိတ်နဲ့တော့လှုပ်လို့ရတယ်ဘာလို့လှုပ်လို့မရလဲဆိုလို့ရှိရင် တားကောင်ကအဲ့ဒီထောင်ချောင်းမှာမိသွားရင်မုတ်ဆိုရဲ့အပိုင်ဖြစ်သွားပြီအဲ့တော့ကြောင့်မို့ရမ်းနေလှုပ်ပေးလို့မရဘူးလှုပ်ပေးလိုက်လို့ရှိရင်သူမိသူတပားရဲ့ဥစ္စာခိုးတဲ့အတိုင်းဖြစ်သွားတယ်တနာလို့လှုပ်ပေးရင်တော့မှမုတ်ဆိုကပြန်တောင်းလို့ရှိရင်ပေးဖို့ပေးရတယ်စဉ်းစားကြည့်လေဦးဇင်းတို့တော်မှာဦးဇင်းတို့တော်မှာပါရာဇီက၄ပါးကိုကျူးလွန်ဖို့ကဒီလောက်ဝန်လေးနေတာ ပါထုတ်ရှာတော့ဘုရားကြီးဆိုလို့ရှင်ကျူးလွန်မှုကဘလို့ဖြစ်နိုင်မှာလဲเนาะယုတ်တိရှိအောင်လဲသူကပြောတာမဟုတ်ဘူးဆွဆွဲတာကြောက်စရာကောင်းတယ်ပါရာဇိကဖြစ်လားမဖြစ်လားဆိုတာဆရာတော်ကြီးဆရာတော်ကြီးတွေပုံပြီးတည်တာဗောပရာဝဇ္ဇဆိုတဲ့သူတစ်ပါးရဲ့အပြစ်ကိုလိုက်ချောင်းပြီးမြင်တတ်တဲ့သူဟာအတဝဝဋ္ဌံဒီတဲ့အတဝတရားတွေတိုးွားတယ်ယံနေယံနေပေါများတယ် သူတစ်ပါးကိုမဟုတ်မမှန်ဆွတ်ဆွဲအပုတ်ချပြောဆိုနေတဲ့သူဟာဘာအပြစ်ရနိုင်လဲဆိုရင်အာဟုရဝါဒီနိရိယံဥပေတိရောစာပိကတ်တောနကရောမိစာဟဥဘောပိတိပိစ္ဆတမဘဝန္တိနိဟိနာကမ္မမနုဇာပရထာတဲ့ဒါဘာပြောလဲဆိုရှင်မဟုတ်မမှန်ပြောဆိုဆွတ်ဆွဲလေးရှိတော့သူဒီအရာတယောက်မကောင်းမှုကိုပြုပါလျက်မပြုဟုခံကြီးနေတဲ့သူ အဲ့နှစ်ယောက်ဟာငရဲတို့ကြားရောက်ရမယ်တဲ့နော်အဲ့ဒီနှစ်ယောက်ဟာ ရုံမာတော့မကောင်းမှုကံစီကုန်ပြီဖြစ်၍ငရဲဒုက္ခိအဖြစ် ဖြစ်ချင်းတူမြကုန်ပြီဖြစ်၍နောင်ဘဝမှာလဲငရဲမှာကြားရောက်ရမယ်တဲ့အဲ့ဒါလို့ဆိုလိုတာဖြစ်တယ်သူတစ်ပါးကိုမဟုတ်မှမှန်ဆွတ်ဆွဲပြောဆိုတာချင်းတူရင်တော့မှတိလာတမာဒီရှိတဲ့ဒီလိုဆရာတော်ကို စွတ်ဆွဲမဟုတ်မမှန်စွတ်ဆွဲပြောဆိုခြင်းဟာပို့ပြီးတော့အဖြစ်ကြီးတယ်နော်ခမည်းကသာဆရာတော်ကြီးကအဲ့လိုမဟုတ်မမှန်စွတ်ဆွဲပြောဆိုနေလို့ကို့အပူနဲ့လောင်းချင် လောင်းနေမယ်ဆရာတော်ဘုရားကြီးကအပြုံးအောင်ပြတ်မှာမဟုတ်ဘူးနော်ဥစဉ်ကတော့ခမည်းအတွက်တနာပါတယ်